မင်္ဂလာပါခင်ဗျာဗမိ things ကနေပြန်လည်ကြိုးစို့ပါတယ်ဗျဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာကစကြဝဠာမှာအပြင်းထန်ဆုံးစွမ်းအားကိုပိုင်ဆိုင်ထားတဲ့အရာတစ်ခုအကြောင်းပါအဲ့ဒါကတော့ black hole လို့ခေါ်တဲ့ twin net ကြီးပါပဲအလင်းနောက်မှာထွက်ပြေးလို့မရတဲ့ဒီနေရာမှာတင်းသားတကယ်တမ်းရောက်ရှိသွားပြီးရင်တင့်ရဲ့ကံကြမ္မာဘလို့အဆုံးတတ်မလဲဆိုတာပြောပြပေးသွားမှာပါ ီနေ့ဗီဒီယိုမှာကျွန်တော်တို့က black hole ရဲ့အတိတ်အစီအပိုင်း၄ခုကိုလက်နက်နဲ့နဲ့လေ့လာပြီးတင်တာဒီ black hole ထဲသာရောက်သွားရင်ဘာတွေဖြစ်လာမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာပါဒီအချက်လက်အားလုံးဟာ Albert Einstein ရဲ့ Rupa Veda Theory ကိုအခြေခံထားတာဖြစ်တဲ့အတွက်သင်ရဲ့စကြဝဠာအပေါ်မြင်တဲ့အမြင်တွေလုံးဝပြောင်းလဲသွားပါလိမ့်မယ် black hole လို့ခေါ်တဲ့တွင်းနယ်ကြီးစီကိုချဉ်းကပ်တဲ့အခါပထမဆုံးဖြစ်ကြော်ရမယ့်နယ်နိမိတ်ကတော့ event horizon လို့ခေါ်တဲ့အထွေအပြည့်မြင့်ပိုင်မှာဒါဟာပြောင်းမထွက်နိုင်တဲ့နယ်နိမိတ်ပါ ဒီမြင်းကိုဖြစ်ကျော်လိုက်တာနဲ့တင့်ရဲ့ကန့်ကြမ်းမာဟာတွင်းနဲ့ကြီးစီကိုပဲတလန်းတဲ့ဥတီသွားတော့မှာဖြစ်ပါတယ်။ဒီနေရာမှာအချင်းဟာ ပြောင်းလဲသွားပါတယ်။ Time dilation လို့ခေါ်တဲ့ဒီဖြစ်စဉ်ဟာ Albert Einstein ရဲ့ General Relativity Theory အရထစ်ပေါ်လာတာပါ။တွင်းနဲ့ကြီးနဲ့နီးလေလေအချင်းကနေကွေးသွားလေလေဖြစ်ပါတယ်။တင် Even Horizon ကိုဖြတ်ကျော်လိုက်ရင်တင့်တငယ်ချင်းကအပြင်ကနေကြည့်တဲ့အခါတင်ဟာအချင်းတွေရပ်တန့်သွားတဲ့ပုံရိပ်အချက်သာမြင်ရပါလိမ့်မယ်။ ဒါဟာကျွန်တော်တို့တည်တဲ့အချိန်နဲ့နေရာရဲ့သဘောတရားကိုလုံးဝပြောင်းလဲပြီးတဲ့ထူးခြားစံကျင်မှုပါ Event Horizon ကိုဖြန့်ကျော်ပြီးနောက်တင်းရင်ဆိုင်ရမယ့်ဒုတိယအဆင့်ကတော့ Specification လို့ခေါ်တဲ့ဆွဲဖဲခံရခြင်းပါဒီလိုထိတ်လန့်စရာနာမည်ပေးထားရခြင်းကဒွန်းနတ်ကြီးရဲ့ဆွဲအားမညီမျှမှုကြောင့်ပါတင်းခန္ဓာကိုယ်ရဲ့ခြေဖျားနဲ့ဦးခေါင်းကိုတက်ရောက်တဲ့ဆွဲအားဟာအလွန်ခွာခြားတဲ့အတွက်တင်းခန္ဓာကိုယ်ကခောက်ဆဲကြောက်လိုမျိုးဆွဲဆန့်ခံရပြီးပျက်စီးသွားမှာပါ ဒီနေရာမှာ black hole ရဲ့အမျိုးအစားပေါ်မူတည်ပြီးအခြေအနေကလည်း꽌ပြသွားပါတယ် stellar black hole လိုမျိုးသေးငယ်တဲ့ဒွိနက်တွေမှာတော့ဆွဲအားကရုပ်တရက်ပြင်းထန်တဲ့အထက်ချက်ချင်း spaghettification ဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့ super massive black hole လိုမျိုးအရာမှဒွိနက်ကြီးမြင့်မှာတော့ event horizon မျက်နှာပြင်မှာဆွဲအားကွာခြားမှုနည်းတဲ့အတွက်သင်ဟာဆွဲပြဲခံရခြင်းမဖြစ်ခင်အချိန်အတန်ကြာဆက်လက်ကြာစင်းနေတဲ့ခံစားချက်မျိုးကိုရရှိနိုင်တယ်လို့တုတေသနတွေကတွေ့ချက်ထားပါတယ် မျက်လုံးနဲ့မြင်အောင်ရှင်းဖြတ်ရမယ်ဆိုရင်တာမန်စတဲလာဘလက်ဟိုးနေရဲ့အရွယ်အစားရှိသောတွင်းနတ်ထဲကိုတင်ခြေတော့ကစပြီးကြဆင်းလိုက်တယ်ဆိုပါစို့ event horizon ကိုမဖြတ်မီပဲတင်ဟာခြေလောက်ကနေစပြီးအပိုင်းပိုင်းပြသွားမှာမှာဆွဲအားကွာချမှုကအလွန်ကြီးမားလွန်းလို့တင့်ခန္ဓာကိုယ်ရဲ့ seri ကွဲကြေပျက်စီးသွားမှ drain တွေကိုကြောက်ရွံ့မှာပါဒါကြောင့်တင်ခြင်းတရားကအယမ်းမြန်ဆန်ပြီးနာကျင်ရမယ်နေထားကြည့်ပါဗျဒါပေမဲ့တင်ဟာ galaxy ရဲ့ဘေးုံမှာရှိတဲ့ super massive black hole ထဲကိုတင်ကြဆင်းလိုက်တယ်ဆိုပါဆို ဒွင်းနဲ့ကြီးကအရန်ကြီးမားတဲ့အတွက် Event Horizon မျက်နှာပြင်ဟာအလွန်ကျယ်ပြန့်ပါတယ်။မျက်နှာကွန်းကျယ်ပြန့်တဲ့အတွက်ခြေထောက်နဲ့ဦးခေါင်းကိုဆွဲရတက်ရောက်တဲ့နေရာဟာအတော်လေးဝေးကွာနေတဲ့အတွက်တင်းရဲ့ခန္ဓာကိုယ်ဟာဆွဲပြေးခံရခြင်းမထစ်ခင်လေယံပေါ်ကနေအလင်းဝင်လာတဲ့မှန်ကချောက်လိုဖြောင်းမွေ့စွာနဲ့နာကျင်ခြင်းမရှိဘဲနဲ့ဖြတ်ကျော်သွားမှာပါ။ကဲကျွန်တော်တို့အတိအချင်းဆုံးအဖြစ်နဲ့တိပ္ပံပညာရဲ့ထိတ်ဆုံးမှရှိတဲ့မိကွန်းတစ်ခုကတော့ Black Hole ဟာအချင်းကြီးတွာလာမှုနဲ့ဆက်ဆက်နေသလားဆိုတဲ့အချက်ပါ စတီဗင်ဟော့ကင်းရဲ့ theory အပေါင်းမှာအချို့ဘာ theory တွေက wormhole လို့ခေါ်တဲ့စကြဝဠာဖြတ်လန်းတွေဟာတွင်းနက်ကြီးတွေရဲ့ဗဟိုမှာဖွပေါ်နိုင်ခြင်းရှိပါတယ်။ဒီ theory ကိုအခြေခံတိရိုက်ခုထားတဲ့ interstellar ရုပ်ရှင်ကိုခင်ဗျားတို့မှတ်မိကြပါပါ။စကားလဲမှာ time dilation ကြောင့်အဖွဲ့ဘာတို့ဦးဟာမိနစ်ပိုင်းတွေအတွင်းမှာပဲနှစ်ပေါင်းများစွာကြာသွားတာကိုကြုံတွေ့ကြရပါတယ်။ဒီလို black hole ရဲ့ဆွဲအားကိုအသုံးပြုပြီးအချိန်နဲ့နေရာကိုကျော်ဖြတ်နိုင်တဲ့စိတ်ကူးဟာ သိပ္ပံဇလန်ဒီရဲ့ထိဆုံးမှာအမြဲတမ်းရှိနေပါတယ်။ဒါဆိုရင် singularity ဟာကျွန်တော်တို့ရဲ့အဆုံးသတ်လား။ဒါမှမဟုတ်အခြားစကြဝဠာတစ်စီကိုတွားတဲ့ဒကားပေါ်လားဆိုတာကိုဆက်လက်စူးစမ်းရဦးမှာဖြစ်ပါတယ်။ဘယ်အရာမှမမြဲဘူးဆိုတဲ့စကားအတိုင်း black hole လို့ခေါ်တဲ့တွင်းနက်ကြီးတွေဟာလည်းထာဝရတည်ရှိနေတာမဟုတ်ပါဘူး။သူတို့ဟာအချိန်ကြာရနဲ့အမျှပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့အချက်ကတော့အကြီးမားဆုံးသိပ္ပံလျော့ဝှက်ချက်တစ်ခုပါ။ Stephen Hawking က Hawking radiation လို့ခေါ်တဲ့ ရေဒီယိုဓာတ်ရောင်ကြီးတွေကို တွဲနက်ကြီးတွေကနေထုတ်လွှင့်နေတယ်လို့ theory ထုတ်ခဲ့ပါတယ်။ဒီ theory ဟာ quantum theory အခြေခံထားတာဖြစ်ပြီးတွဲနက်ကြီးတွေဟာအချင်းကြာလာတာနဲ့အမျှသူတို့ရဲ့အရာဝတ္ထုတွေကိုဆုံးရှုံးနေတာကြောင့်နောက်ဆုံးမှာတင်းငယ်ပြီးပျောက်ွယ်သွားပါလိမ့်မယ်လို့ပြောထားပါတယ်။ဒါကြောင့်ကျွန်တော်လူရဲ့စัจ java ဝလာမှာဘယ်အရာမှသာဝရမတည်ရှိနိုင်ဘူးဆိုတာကို black hole ကတတ်သိပြလိုက်တာပါပဲ။ဒီနေ့ video ကနေကျွန်တော်တို့သိခဲ့ရတဲ့အတိုင်း black hole လို့ခေါ်တဲ့ twin net ကြီးထဲကိုရောက်သွားခြင်းဟာလူသားတွေရဲ့စိတ်ကူးနဲ့သိပ္ပံပညာရဲ့အကြီးမားဆုံးစိန်ခေါင်းမှုဖြစ်ပါတယ်။ဒါပေမဲ့ဒီ NDA တွေဟာကျွန်တော်တို့ရဲ့စူးစမ်းလူစိတ်ကိုဘယ်တော့မှရပ်တန့်စေမှာမဟုတ်ပါဘူး။ဒီလိုထူးခြားစမ်းကြတဲ့သိပ္ပံလူဝတ်ချက်တွေနဲ့အခြားစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုထပ်မံကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe ပြီးလူသွားဖို့လည်းမမေ့ပါနဲ့ဗျာ။ singularity ရဲ့နောက်ွယ်မှာ wormhole တွေတကယ်တည်ရှိနေတယ်လို့ပရိသတ်တို့ယုံကြည်ပါလားကိုယ့်ရဲ့ထိမင်းဆက်ကိုလည်း comment မှာအသေးစိတ်လွတ်လပ်စွာဆွေးနွေးပေးကြပါဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ပါမယ်ဗျာ